ကရင်အမျိုးသားအစည်းအရုံး KNU ဗိတ်တဝဲခရိုင်တမဟာလေးနေမြေတွေက စစ်ကောင်စီရဲ့ထိထပြူဟာစခန်းကို April 19ရက်နေ့မှာသိမ်းပိုင်နိုင်ခဲ့ပါတယ်။ဒီအတွက်တိုက်ပွဲဝင်တော်လှန်ရေးအင်အားစုတွေကိုဂုဏ်ပြုကြောင်း KNU ဗိတ်တဝဲခရိုင်ဥက္ကဋ္ဌနဲ့တမဟာလီတမမှုတို့ကလက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပါတယ်။ထီထာပြူဟာစခန်းကို April 12ရက်ကစတင်တိုက်ခိုက်ခဲ့ပြီး April 19ရက်အထိစခန်းသိမ်းတိုက်ပွဲကာလအတွင်း KNU KNLA တမဟာလီနဲ့အတူစွန်းစွန်းတမန်တိုက်ပွဲဝင်ခဲ့တဲ့မဟာမိတ်တော်လှန်ရေးအင်အားစုတွေရဲ့ အဖွဲ့အမည်တွေကိုဖော်ပြပြီးဂုဏ်ပြုခဲ့တာပါအခုလိုအောင်ပွဲရရှိစေဖို့ဤပညာအားနည်းဖြစ်စေဗန္ဒငွေအားနည်းဖြစ်စေအဖက်ဘက်ကနေကုညီပန့်ပိုးသူတွေတိုက်ပွဲဝင်ရဲဘော်တွေဘေးကင်းစေဖို့ဆုတောင်းမြတ်တာပို့ပြီးစိတ်ဓာတ်ခွန်အားပေးကြတဲ့ပြည်သူတွေကိုလည်းကျေးဇူးတင်ကြောင်းဂုဏ်ပြုမှတ်တမ်းလွှာမှာရေးသားထားပါတယ်ဒါအပြင်သိမ့်ပတ်ရရှိထားတဲ့လက်နက်ခဲယမ်းတွေနဲ့အတူအောင်ပွဲခံနေတဲ့တော်လှန်ရေးရဲဘော်တွေရဲ့မှတ်တမ်းထပ်ပုံကိုလည်းတမဟာလေးတဝဲခရိုင်အတွင်မှဘဒုစောအင်နာကထုတ်ပြန်ပါတယ် ထီထောင်ပြူဟာစခန်းကိုသိမ့်ပိုင်နိုင်ခြင်းဟာတမဟာလေးနယ်မြေမှာပြူဟာအဆင့်စခန်းကိုပထမဆုံးသိမ့်နိုင်တာလည်းဖြစ်ပါတယ်။ထီထောင်စခန်းနေရာဟာအရင်က KNU ဘိတ်တဝဲခရိုင်အုပ်ချုပ်ရေးအဖွဲ့ဌာနချုပ်နယ်မြေဖြစ်ပြီးနှစ်ပေါင်း28နှစ်အကြာမှာပြန်လည်သိမ့်ပိုင်နိုင်ခဲ့တာလို့သိရပါတယ်ရှင်။